သူတို့ကဆွန့်လွတ်မိုင်းနေနေထားခဲ့နောက်ပြည်သူတွေကျွန်တော်တို့ရွာတွေဝင်တဲ့ခါမှာသူတို့ဟိုပါဘယ်လိုပြောမလဲသူတို့လက်ကျန်ပစ္စည်းကျန်ခဲ့တဲ့ပစ္စည်းတွေကိုသူတို့ချို့ယူမဲ့လူတွေရှိတဲ့အခါမျိုးရှိတယ်ဆိုလို့ရှိရင်သူတို့ကပစ္စည်းတွေတကယ်ဟိုပါဘောเนาะတကယ်ဟိုပါဖြစ်တယ်တံမိုးရှိတဲ့ပစ္စည်းတွေအောက်တွေမှာနောက်တချို့ချို့ဆိုဘာတွေသူတို့ကလောဘရှိတယ်ဆိုတော့ ျွန်တော်တို့အစားအစာတွေအစားအစာတွေရဲ့အောက်တွေမှာကျွန်တော်တို့အမှမိုင်းတွေကိုထောင်ချောက်ထောင်ချောက်ဆင်ပြီးတော့ကျွန်တော်ထားခဲ့တော့တချို့ခုနပြောသလိုပဲကျွန်တော်တိုင်မိုင်းတွေရှိတယ်တိုင်မိုင်းတွေဆိုလည်းတုံတုံကိုမမြင်နိုင်တဲ့ဟိုနေရာတွေမှာကျွန်တော်တိုင်မိုင်းတွေထောင်ခဲ့တဲ့အခါမှာကျွန်တော်တို့ဟိုအမှုမဲ့အမှတ်မဲ့နဲ့ဝင်ပြီးတော့ပစ္စည်းတွေကိုဝင်ယူတာမျိုးတွေရှိတဲ့အခါမျိုးကြီးကြရင်ကျွန်တော်အဲ့မှာကျွန်တော်ပြည်သူတွေကဟိုမတည်တည်မဲ့နဲ့နော်မထိခိုက်တည်မဲ့နဲ့အကုန်လုံးကနင့်လာတယ်ပေါ့အဲ့ဒါတွေဝင်ပြီးတော့လှုပ်တဲ့အခါမှာ ထားခဲ့တဲ့စာတွေကိုကျွန်တော်တို့ယူကြတယ်ယူကြတဲ့ခါမှာတို့ကဟိုနောက်ကဟိုတို့လွတ်သွားပြီးတော့ကြံခဲ့တဲ့ပစ္စည်းတွေကိုတို့မတင်နိုင်တော့ဘူးအဲ့လိုမျိုးခါမှာအဲ့လိုမျိုးမှာနောက်လူတွေယူလို့မရအောင်တို့အဲ့လိုမျိုးထောင်ချောက်ဆင်ပြီးတော့လုတ်ခဲ့တာမျိုးတော့ဒါကျွန်တော်တို့တော်တော်များများတော့ဟိုကြားမိတယ်ပေါ့နော်တွေ့ကြုံခဲ့ဘူးတယ်ပေါ့နော်အဲ့လိုမျိုးတော့ရှိတယ်ဟုတ်ကဲ့